ောင်းမင်္ဂလာပါခင်ဗျာ Daily Rose Webinar မှာကြိုဆိုပါရစေကျွန်တော်ဟင်မနိုင်ပါယခုသင်ခန်းစာလေးမှာ Microsoft Excel ကိုယခုမှစတင်ပြီးတော့လေ့လာနေတဲ့သူတွေအတွက်အခြေခံသင်ခန်းစာလေးကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ဒီသင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးမယ့်ဒီအကြောင်းအရာလေးတွေကတော့ဒီခေါင်းစဉ်လေးကိုမျိုးရှိတယ်ပေါ့နော်ပထမဆုံးနံပါတ်1 Open ကနေစပြီးတော့မှလေ့လာပါမယ် Open ကတော့ကျွန်တော် Excel ကိုအသုံးပြုဖို့တက်စပြီးတော့မှဖွင့်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီမှာ Excel ကိုပေါ့နော်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ Excel ကိုကျွန်တော်ဒီမှာဖွင့်လိုက်ပြီးဆိုတော့ဒီလိုပုံစံလေးပေါ်လာပါမယ် ။အဲ့ခါမှာပထမဆုံးအနေနဲ့ကတော့ဒီမှာ home ဖြစ်ပါတယ်။ home ထဲမှာဆိုရင်တော့သူကဒီပက်လေးမှာကျွန်တော်နေယူအနေနဲ့ blank web ပေါ့နော်။ဒီ blank web တစ်ခုကိုကျွန်တော်စပြီးတော့ယူလို့ရမယ်။ပြန်တော့ကျွန်တော်ဒီဘက်မှာရှိတဲ့နေယူကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်လည်းနေယူထဲမှာလည်းပဲသူကဒီမှာ blank web book ကိုယူလို့ရပါတယ်။ပြီးတော့ဒီအောက်လေးမှာတော့သူက online template လေးတွေရှိတယ်ပေါ့နော်။ online template ဆိုတဲ့အတိုင်းပဲကျွန်တော်ကွန်ပျူတာမှာတော့ဒီ internet ရှိဖို့လိုအပ်ပါတယ်။ဒါတော့သူကအသင်ပေးပြီးသား template လေးတွေပါ။ဒီကနေပြီးတော့လည်းကိုလိုချင်တဲ့ပုံစံကိုယူပြီးတော့လည်းကျွန်တော်ကသုံးလို့ရပါတယ်။ ဒီသင်္ကန်းသားလေးမှာတော့ကျွန်တော်ကကိုကိုတိုင်းပဲကျွန်တော်ကအစားကနေအဆုံးထိပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ plan web portfolio ကိုပဲတုံးမယ်ပေါ့နော်။အဲကျွန်တော်ဒီမှာ new ကနေပြီးတော့ပဲ plan web portfolio ကိုယူလို့ရသလိုပဲဒီ home ကနေပြီးတော့လည်းတွားပြီးတော့ယူလို့ရပါတယ်။ဒီအောင်မှရှိတဲ့ဒီ open ကကြတော့ကျွန်တော်ရဲ့ computer ထဲမှာရှိနေတဲ့ရှိနေပြီးသားဒီ excel file တွေကိုဖွင့်ပြီးတော့မှတုံးခြင်းတဲ့အခါမှာ open ကနေကျွန်တော်ကဖွင့်ပြီးတော့မှတုံးလို့ရပါတယ်။ဒီတခါတော့ကျွန်တော်က blank web portfolio ယူမှာဖြစ်တဲ့အတွက်ဒီမှာ blank web portfolio ကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်။အဲဒါကျွန်တော်ဒီမှာ excel file လေးစာပြီးတော့မှပေါ်လာပါပြီ။ ါလည်းကျွန်တော်တို့ကဒီ8ဆဲကိုစပြီးတော့မှဖွင့်လိုက်တာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီ number 1လေးပဲဖြစ်ပါတယ်ပြီးတော့ number 2အနေနဲ့ကတော့ရှီတွေအကြောင်းလေးလာမှာဖြစ်ပါတယ်ရှီပေါ့နော်ရှီကကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီအောက်လေးမှာဒီမှာရှီ1ဆိုပြီးတော့မှပြပေးပါလိမ့်မယ်အဲ့ဒီမှာတော့ကျွန်တော်ကဒီလိုမျိုးစာရွက်တရွက်ကိုကျွန်တော်ကရှီလို့ခေါ်တယ်ပေါ့နော်ဒါတော့ကျွန်တော်ကစာမျက်နှာတစ်မျက်နှာဖြစ်တဲ့အတွက်ရှီဝမ်းဆိုပြီးတော့မှပြပေးပါတယ်တကယ်လို့များကွာဒီရှီဝမ်းနဲ့မှာစာတွေရိုက်မယ်ကိုလောက်ချင်တဲ့စာတွေဆိုရမယ်ပေါ့နော်စာရင်းတွေလုံးမယ် ပေးသားရင်ကနောက်ထပ် sheet တစ်ခုကိုထပ်ပြီးတော့မှအသေးယူခြင်းတဲ့ခါမှာဘယ်လိုမျိုးထပ်ပြီးတော့ယူလို့ရသေးလဲဆိုတော့ဒီ sheet 1လေးရဲ့တစ်ဖက်လေးမှာကျွန်တော်တို့ဒီအပေါင်းလက္ခဏာလေးရှိပါတယ်ဒီအပေါင်းလက္ခဏာလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါမနေ့ကမှဒီပေါ်မှာကျွန်တော် mouse လေးတင်ကြည့်လိုက်မယ်ဆိုရင်လည်းပဲသူကအောက်မှာစာလေးနဲ့ပြပေးပါလိမ့်မယ်။ new sheet ဆိုပြီးတော့မှပြပေးပါရစေ။အခါမှာကျွန်တော်ဒီအပေါင်းလက္ခဏာလေးကိုတစ်ချက်လေးနှိပ်လိုက်ပြီးဆိုတာနဲ့သူကဒီမှာ sheet 2ဆိုပြီးတော့မှနောက်ထပ် sheet တစ်ခုအစ်တစ်ခုထပ်ပြီးတော့ရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့လိုပဲကိုအနေနဲ့ရှိရပြန်ကုလို့လိုချင်လဲပေါ့နော်ကိုလိုချင်တဲ့လောက်ကိုဒီမှာ plastic လေးကိုနှိပ်သွားလိုက်လို့ရပါတယ်နောက်တစ်ခုရှိအစ်တစ်တစ်ခုထပ်ပြီးတော့မှလိုချင်သေးရယ်ဆိုရင်လည်းပဲဒီမှာ plastic လေးကိုတစ်ချက်လေးထပ်ပြီးတော့မှနှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်က၃ခုမြောက်ယူလိုက်တာဖြစ်တဲ့အတွက်ရှိသူတီဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ခု plastic လေးကိုတစ်ချက်လေးထပ်နှိပ်ပေးလိုက်မယ်ဆိုရင်လည်းပဲကျွန်တော်ကရှိဖို့ဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်ဒါတော့ကရှိလေးကိုအစ်တစ်ထပ်ပြီးတော့မှလိုချင်တဲ့အခါမှာဆိုဒီလိုလေးသွားရတာဖြစ်ပါတယ် အဲ့ခါမှာကျွန်တော်က shift 4ထဲမှာဆင်းရဲလုံးပဲဆို shift 4မှာဒီလိုမျိုး selection လောက်ပြီးတော့မှ click တစ်ချက်နှိပ်ပါပြီးတော့ shift 4ထဲရောက်သွားပြီဆိုမှသာလေ shift 4ထဲမှာကိုရေးချင်တဲ့စာတွေကိုတွင်းချင်တဲ့ဆင်းရဲတွေကိုတွင်းရမှာဖြစ်ပါတယ်။ qua sheet 2ထဲမှာလုံးပဲဆို sheet 2ကိုဒီလိုမျိုးလေး click တစ်ချက်နှိပ်ပေးပါ။ဒါမှသာလေ qua sheet 2ကိုရောက်သွားမယ်။အ sheet 2ကိုရောက်သွားပြီဆိုမှသာလေကိုရေးချင်တဲ့စာတွေကိုလောက်ချင်တဲ့အလုပ်တွေကိုလုပ်ပေးရမှာဖြစ်ပါတယ်။အဲ့လိုမျိုးပဲနဲ့ကိုလက်ရှိမှာရောက်နေတာက sheet 2ကိုကွာထောက်ထားပြီးတော့မှ sheet 4မှာရောက်ချင်တယ်ဆိုပြီးတော့တွားပြီးတော့လုပ်လို့မရပါဘူးကိုတွားချင်တဲ့ sheet ကိုတွားပြီးတော့ click တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ် ဒါတော့ကျွန်တော်ကအခြေခံအကြောင်းအရာလေးလေးဖြစ်ပါတယ်အခါမှာကျွန်တော်ကရှိကိုအသေးယူတတ်သွားပြီဆိုရင်ဘလို့အလို့ရှိတွေကိုပြန်ပြီးဖြတ်ချင်တယ်ဆိုရင်ရောဘလို့မျိုးပြန်ဖြတ်ရမလဲဆိုတော့ကိုလည်းသိထားတင်ပါတယ်။တကယ်လို့များကိုအနေနဲ့ကပေါ့နော်ဒီမှာရှိ1ကနေရှိ4ဒီရှိနေတာကိုဒီရှိ4ကြီးကိုကျွန်တော်ကမလို့ချင်ဘူးပေါ့နော်။ရှိကို1 2 3ပဲကျွန်တော်လို့ချင်ပါတယ်။အဲကွာဒီရှိ4ကိုမလို့ချင်ဘူးဆိုရင်ကျွန်တော်ဘလို့မျိုးဖြတ်လို့ရလဲဆိုတော့ကျွန်တော်ဒီဖြတ်ချင်တဲ့ရှိပေါ်မှာ mouse ကနေပြီးတော့မှ right click ပေါ့နော်။ညာဘက် click တစ်ချက်လေးနှိပ်ပြလိုက်ပါ။ နေလိုက်သွားတယ်လို့အများကြီးကြားလာပါလိမ့်မယ်။အဲ့ခါမှာကျွန်တော်ကဖြစ်ဖြစ်ဆန္ဒဖြစ်တဲ့အတွက်ဒီအပေါ်လေးမှာ delete ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပစ်လိုက်ပါ။နှိပ်လိုက်ပြီးဆိုရင်တော့ဒီမှာကျွန်တော်တို့ရဲ့ shift 4ဆိုတဲ့ဒီတစ်ခုကပြတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ shift 1 2 3သုံးခုပဲကျန်တော့တာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်က shift 4ကိုဖြတ်လိုက်တာဖြစ်တဲ့အတွက်ဥပမာကိုအနေနဲ့ပေါ့နော်ဒီမှာ plus sign လေးကိုထပ်ပြီးတော့မှကျွန်တော် new sheet တစ်ခုထပ်ပြီးတော့မှယူလိုက်ပါတယ်။ နှိမ့်လိုက်ပြီးဆိုတာနဲ့ကြည်လိုက်ပါဒီမှာရှိနံပါတ်3ပြီးတော့မှ4ဆိုပြီးတော့မှကျွန်တော်ကမလာတော့ပါဘူးရှိ5ဆိုပြီးတော့မှလာတယ်ပေါ့နော်ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ကခုနကရှိ4ကိုယူခဲ့ပြီးသားဒါပေမဲ့ h4 ကိုကျွန်တော်တို့ကသွားပြီးတော့မှ delete လုပ်လိုက်တာဖြစ်တဲ့အတွက်ဖြတ်လိုက်တာဖြစ်တဲ့အတွက်ရှိ4ကကျွန်တော်ကမလာတော့ဘူးပေါ့နော်မလာတော့ဘဲနဲ့ကျွန်တော်ကဒီမှာရှိ5ဆိုပြီးတော့မှလာတာကိုတွေ့ရမှာဖြစ်ပါတယ်အပိဒါပင်ကျွန်တော်တို့ကရှီကိုဘယ်လိုတောင်းရမလဲပြီးတော့မလိုအလိုဖြတ်ချင်နေဆိုရင်ဘယ်လိုဖြတ်ရမလဲဆိုတာကိုနားလည်သွားပါပြီဒါကျွန်တော်ကရှီအကြောင်းလေးပဲဖြစ်တယ်ပေါ့နော် ပြန်တော့ကျွန်တော် number 3 zoom လေးကိုကျွန်တော်လေ့လာမှာဖြစ်ပါတယ် number 3 zoom ကြောင်းရပါ zoom ကကျတော့ကျွန်တော်ရဲ့ဒီအေးစဲလေးကိုဖွင့်လိုက်ပြီးဆိုရင်ဒီလိုပုံစံမြင်ရတဲ့အခါလေးမှာဒီညာဘက်ထောင်းအောက်ခြေလေးမှာကျွန်တော်ကဒီလိုဘာတိုင်းလေးရှိပါတယ်ဒါလေးကိုကျွန်တော်က zoom ဘာတိုင်းလေးလို့ခေါ်တာဖြစ်ပါတယ်အဲ့ခါမှာ zoom မှာဆိုရင်သူကဒီမှာအနုလက္ခဏာလေးရှိပါတယ်ပြီးတော့အပေါင်းလက္ခဏာလေးရှိပါတယ်ပေါင်းနေခလာလေးကတော့ကျွန်တော်က zoom in ဖြစ်ပါတယ်။သူ့ကိုနှဲ့နှဲ့လိုက်တလားကျွန်တော်ရဲ့အခုမြင်နေရတဲ့စာရွက်ရဲ့မြင်ကွင်းလေးကပို့ပို့ပြီးတော့မှကျဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်။သူစာရွက်ကြီးကကြီးလာတာမဟုတ်ပါဘူး။မြင်ကွင်းကပဲကျဲလာတာဖြစ်တယ်ပေါ့နော်။ အဲ့ကမှာဒီဘက်ကအနုလက္ခဏာလေးကတော့ကျွန်တော်တို့က swim out လို့ခေါ်ပါတယ်။သူ့ကိုတော့ကျွန်တော်နှိမ်နှိမ်လိုက်တဲ့လားကျွန်တော်တို့အခုမြင်နေရတဲ့စာရွက်ရည်မြင်ခွင့်လေးကတပြေးပြေးနဲ့တေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ခါမှကျွန်တော်တို့ကဒီမှာအပေါင်းလက္ခဏာလေးကိုနှိမ်ကြည့်ရအောင်။တတော်ချင်မှသူဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာကိုဒီဘက်လေးမှာကြည့်ရပါမယ်။ဒီမှာတရားရာခိုင်နှုန်းလေးကိုသူပြပေးတယ်ပေါ့နော်။ဒီအခါမှာကျွန်တော် plus sign လေး zoom in လေးကိုတစ်ချက်လေးနှိပ်လိုက်ပြီဆိုတာနဲ့ဒီဘက်ကရာခိုင်နှုန်းမှာ130ဆိုပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် အဲ့ကမှကျွန်တော်တို့ cyber league ကလည်းပဲကျွန်တော်မြင်ကွင်းလေးကခုနကလည်းမတူတော့ဘဲနဲ့နည်းနည်းလေးပို့ပြီးတော့မှကျဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုမှချက်လိုက်တာပေါ့နော်ဟုတ်ပြီအဲ့ကမှကျွန်တော် plus sign ကိုကုလိုချင်းသလားနှိပ်ပါလို့ရပါတယ်ဥပမာကျွန်တော်ဒီမှာနှစ်ချက်လောက်ထပ်ပြီးတော့နှိပ်လိုက်ပါတယ်ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ဒီမြင်မြင်နေရတဲ့ဒီအကွက်လေးတွေကပို့ပို့ပြီးတော့မှကျဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်မြင်ကွင်းပို့ပြီးကြီးလာတယ်ပေါ့နော်အဲ့မှကျွန်တော်ဒီမှာရာခိုင်နှုန်းအားဖြင့်ကတော့130ရာခိုင်နှုန်းဖြစ်ပါတယ်ကလူကိုအနေနဲ့ကဒီမြင်ကွင်းကိုနည်းနည်းပြန်ပြီးသေးခြင်းနဲ့ဆိုရင်ကျွန်တော်ဒီအနုလက္ခဏာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ် ကိုနေနေလဲတော့တေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ၄၅ချက်လောက်နေလိုက်ပြီဆိုတော့နေပို့ပြီးတော့မှတေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်လောစင်မှာကျွန်တော်တို့ကဒါ90ဒီဒီထားခိုင်းနှုံဖြစ်တယ်ပေါ့နော်အခုအိမ်မှာကျွန်တော်ကတော့130လောက်ပဲထားလိုက်ပါမယ်ဒါလေးကတော့ကိုယ့်ရဲ့မြင်ကွင်းကိုကျွန်တော်တို့ကချဲ့ချင်တယ်ကြုံချင်တဲ့အခါမှာဆိုရင်တော့ဒီဇွန်မှလာပြီးတော့မှသုံးပေးရတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ကဒီနံပါတ်3ဇွန်မှကြောင်းရလေးပဲဖြစ်ပါတယ် လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ Formula Function အသုံးပြုပုံတွေနဲ့ Advanced Feature Advanced Formula Function တွေ၊ Pivot Table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ်။ တင်ကန်းသာဗီဒီယိုပေါင်းတရားကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစဉ်ပြေစွာဖြင့်ဆက်နွှဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တန်းကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ပြီးရင်တော့ကျွန်တော် number 4ဆဲပေါ့နော်ဆဲကွက်လေးတွေပါဆဲကွက်လေးတွေကတော့ကျွန်တော်ကဒီမှာဒီအောက်ကဟာလေးကိုကျွန်တော်ကရှိလို့ခေါ်ပြီးတော့မှဒီပုံမှန်ရှိနေတဲ့ဒီအကွက်လေးတွေကိုကြာတော့ကျွန်တော်တို့ကဆဲကွက်လေးတွေလို့ခေါ်တာဖြစ်ပါတယ် ဲ့ခါမှာကိုယ်အနေနဲ့ကစာရိုက်တဲ့ခါမှာဆိုရင်ကျွန်တော်ကဘာကိုတည်ထားရမလဲဆိုတော့ကိုယ်အနေနဲ့ဖဲအကွက်လေးမှာသွားပြီးရိုက်ချင်တယ်ပေါ့နော်။ကိုယ်ရိုက်ချင်တဲ့အကွက်မှာသွားပြီးတော့မှကလစ်နေပြရမှာဖြစ်ပါတယ်။ Microsoft Word မှာကတော့ကိုယ်ရိုက်ချင်တဲ့နေရာမှာသွားပြီးတော့မှသူကကစားချပြရပါတယ်။ Microsoft Word နဲ့မတူတာကတော့ Excel ကတော့ကစားတော့မချရဘူး။ဒါပေမဲ့ကိုယ်သွားချင်တဲ့ကိုယ်လိုဒီလိုချင်တဲ့ပေါ့နော်။စဲအကွက်လေးမှာကျွန်တော်ကသွားပြီးတော့မှကလစ်တစ်ချက်နေပြရမှာဖြစ်ပါတယ်။ ကိုနေနဲ့ကွာဒီစာကိုကိုရိုက်မဲ့စာလေးကိုကွာဒီအကွက်လေးမှာပေါ်ခြင်းနဲ့ဆိုရင်ဒီကွက်လေးမှာသွားပြီးတော့မှ click နေပေးပါပြီးတော့မှဒါနဲ့ကိုရိုက်ခြင်းနဲ့စာကိုကွာရိုက်လိုက်ပါဒါမှသာလည်းဒီအကွက်လေးမှာသွားပြီးတော့မှစာဒီစာပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်အဲ့လိုမျိုးဖွင့်နေကိုနေနဲ့ကကွာစာကိုပေါ်ခြင်းနဲ့ဒီထိတ်ဆုံးအကွက်လေးမှာသွားပြီးတော့ပေါ်ခြင်းနဲ့ဒါပေမဲ့ကိုနေနဲ့ကတခြားတခြားအကွက်လေးမှာပေါ့နော်တခြားဆဲအကွက်လေးမှာသွားပြီးတော့မှ click နေထားမိတယ်ဆိုရင်ကြတော့ကျွန်တော်တို့ကဒီ click နေထားမိတဲ့နေရာမှာသာလင်းစာတွေကပေါ်လာမှာဖြစ်ပါတယ် ကိုလိုချင်တဲ့လိုမျိုးဒီထိတ်ဆုံး quality မှာစာတွေပေါ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်က10ခွက်မှာစာတွေရိုက်ချင်တဲ့အခါမှာဆိုရင်ကိုရိုက်ချင်တဲ့10ခွက်အတိအကျကိုကိုက selection ပေးရမယ်၊ click ထောက်ပေးရမှာဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်တို့ကဒါ10ခွက်အကြောင်းအရာလေးပေါ့နော်။10ခွက်လေးတွေမှာကျွန်တော်တို့ကအချင်းအဒီပေါ့နော်၊ကိုယ့်မြင်ကွင်းလေးကိုကျွန်တော်က10ခွက်ရဲ့အရွယ်စားလေးတွေကိုလည်းကျွန်တော်ကချက်လို့ရတယ်၊ကြုံလို့ရပါတယ်။ဒါလေးကတော့ကျွန်တော်ကအရန်သုံးဝင်တယ်ပေါ့နော်။ဥပမာအနေနဲ့ကျွန်တော်ကဒီမှာထိတ်ဆုံးမှာဒီအခွက်လေးရှိနေတယ်။ ဒီကွက်လေးရဲ့နာမည်ကိုကျွန်တော်သိချင်တယ်ဆိုရင်ကိုထောက်ထားတဲ့ဆဲကွက်လေးရဲ့နာမည်ကိုသိချင်တယ်ဆိုရင်ဒီဘော်လေးမှာကျွန်တော်က formula bar လို့ခေါ်တဲ့ဒီ bar တန်းလေးရှိပါတယ်အဲ့ဒီ pattern လေးရဲ့တပည့်ဆွန်ဆောင်လေးမှာကျွန်တော်ကဒါ name box လို့ခေါ်ပါတယ်ဒီ name box မှာကိုယ့်ရဲ့ဒီထောက်ထားတဲ့ကလစ်ထောက်ထားတဲ့ဆဲကွက်လေးရဲ့နာမည်ကိုအလွယ်တကူသိနိုင်ပါတယ်နာမည်က A1 ဖြစ်တယ်ပေါ့နော် အခု A စာကတော့ကျွန်တော်ကအပေါ်မှာရှိတဲ့ဒီ column A ကိုပြောတာပါ1ဆိုတာကတော့ဒီဘက်မှာရှိနေတဲ့ row ရဲ့အရေအတွက်ကိုပြောတာဖြစ်ပါတယ်ပေါ့နော် row အရေအတွက်ရာဆိုရင် row number 1မှာရှိတယ် column ရေအတွက်ရာဆိုရင် column A မှာရှိတယ်သူနှစ်ခုစုံတဲ့အကွက်လေးဖြစ်တဲ့အတွက်သူ့ရဲ့နာမည်လေးက A1 ဆိုတဲ့ဆဲကွက်လေးဖြစ်ပါတယ်ဟုတ်ပြီသူ့ရဲ့ဘီယာအကွက်လေးမှာကျွန်တော်တို့ click ထောက်လိုက်မယ်ဆိုရင်ကြတော့ B1 ဖြစ်ပါတယ်သူကဒီ column အရာဆိုရင်တော့ B မှာရှိနေတယ် row ရာဆိုရင်တော့1မှာရှိတာဖြစ်တဲ့အတွက်သူ့ရဲ့ဆဲကွက်ရဲ့နာမည်လေးကတော့ B1 ပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအခါမှာကျွန်တော်ကဒီမှာဒီက ဒီ A1 ဆိုတဲ့ဒီဆဲကွက်လေးကိုကျွန်တော်ကဒီတိတိလေးမထားခြင်းအခုလိုမျိုးတိတိလေးမမြင်ခြင်းဘူးဆဲကွက်ကိုကျွန်တော်နည်းနည်းလေးပို့ပြီးတော့မှချဲ့ခြင်းတယ်ပေါ့နော်ချဲ့ဖို့တဲ့ကျွန်တော်ကအရင်ဆုံးအောက်ကိုချဲ့ခြင်းတယ်အောက်ကိုချဲ့ဖို့တဲ့ကဘယ်လိုချဲ့ရမလဲဆိုတော့ကျွန်တော်ကဒီအောက်ဘက်ကိုချဲ့ခြင်းတာဖြစ်တဲ့အတွက်ကျွန်တော်ကအဓိကကတော့ row ကိုချဲ့ခြင်းတဲ့သဘောပေါ့အဲ့မှာက row ကိုချဲ့ခြင်းတာဆိုတော့ဒီ row number 1ကိုချဲ့မှာဖြစ်တဲ့အတွက် row number 1လေးရဲ့ဒီအောက်ကမြင်လေးပေါ်မှာ mouse လေးကိုတင်လိုက်ပါအဲ့ခါမှာကျွန်တော်အခုလိုမျိုးအပေါင်းလက္ခဏာပုံစံလေးညာလေးနဲ့ပေါ်လာလာပါလိမ့်မယ် ကလစ်မျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့က mouse ကနေကလစ်ဖိထားပြီးတော့မှကိုလိုတလောက်ကိုဒီအောက်လေးကိုဆွဲပြီးတော့မှဇာကွက်လေးကိုချက်လိုက်လို့ရပါတယ်။ဒါကျွန်တော်တို့ရဲ့ဒီ A1 ဆဲဆွဲကွက်လေးကခုနကလိုတိတိလေးမဟုတ်တော့ဘဲနဲ့အောက်ဘက်ကိုနည်းနည်းလေးကျဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုလိုချင်တလောက်ဆွဲပြီးတော့ချက်လို့ရပါတယ်။ကိုဘလောက်ထိလိုချင်တာလဲကိုတလောက်ထိလိုချင်တလောက်ထိချက်လို့ရပါတယ်။ဒါမှဒီလိုမျိုးဆွဲပြီးတော့မှချက်လိုက်ရုံပါပဲ။အဲ့လိုပဲကိုအနေနဲ့ဒါ row ဆွဲပြီးတော့ချက်တာ အဲ့လိုမျိုးပဲကွာကော်လံကိုဆွဲပြီးတော့ချဲ့ကျင်တယ်ပေါ့နော်ကော်လံကိုချက်ဖို့အတွက်ကျွန်တော်ကဒီညာဘက်ခြံကိုချဲ့ကျင်တာဖြစ်တဲ့အတွက်ဒီကော်လံ A ကိုချဲ့မှဖြစ်တဲ့အတွက်ကော်လံ A လေးရဲ့ညာဘက်ကမြင်လေးပေါ်မှာ mouse တွေကိုတင်လိုက်ပါကမှကျွန်တော်ကအပေါင်းလက္ခဏာအမဲရောင်လေးကိုမှအများကောင်းလေးကဘယ်နဲ့ညာနဲ့ပြတဲ့ပုံစံလေးပေါ်လာပြီဆိုရင်အဲ့ဒီမြင်လေးပေါ်မှာပဲကျွန်တော်တို့က mouse ကနေ clip ဖိထားပြီးတော့မှညာဘက်လေးကိုဆွဲပြီးတော့မှချက်လိုက်လို့ရပါတယ်။အဲကျွန်တော်တို့ရဲ့ဒီ A1 ဆဲဆိုကလေးကဘေးကိုလည်းကျဲသွားတယ်အောက်ကိုလည်းကျဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကဆဲဘက်ကိုဒီမကွာ ြည့်ကျင်တဲ့အခါမှာကျင်းကျင်တဲ့အခါမှာဒီလိုမျိုးလုပ်ရတာဖြစ်ပါတယ်။ပြန်ကျင်းကျင်နေဆိုရင်လည်းရပါတယ်။ကျွန်တော်ဒီ A1 ရဲ့ဒီ A ပေါ့နော် column A လေးရဲ့ဒီဘက်ကညာဘက်ကမြင်လေးပေါ်မှာ mouse တွေကိုတင်ထားပြီးတော့မှ mouse ကနေ clip ဖိပြီးတော့ဆွဲပြီးတော့မှကျင်းနိုင်လို့ရပါတယ်။ကိုနေတဲ့ဒီလိုမျိုးထားလို့ရပါတယ်။ channel save ခွက်တွေလည်းအလိုပါပဲ။ကိုလိုချင်တဲ့လိုမျိုးအချင်းကျဲလုပ်လို့ရတယ်ပေါ့နော်။ခြုံလို့ရပါတယ်။ကျဲလို့ရပါတယ်။အပိတားရဲ့ကျွန်တော်က save ခွက်လေးတွေအကြောင်းအရာလေးဖြစ်ပါတယ်။အဲ့ခါမှာဥပမာအနေနဲ့ကွာဒီမှာ A1 ကိုလုပ်လိုက်တယ်။ A1 ကိုကျွန်တော်ချဲလိုက်တဲ့လိုမျိုးပဲကျွန်တော်ဒီ number 1ပေါ့နော်။ဒီအောက်ကအကွက်လေး A2 မှာလည်းကျွန်တော်ကချဲခြင်းတယ်။ အဲ့ခါမှာကျွန်တော်ကသွားပြီးတော့မှ A2 ကိုလည်းလိုက်ပြီးတော့မှဒီလိုမျိုးချိန်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးကြအချိန်ကုန်တာပေါ့နော်။ဒါလို့ကိုနေနဲ့နံပါတ်3ကိုလည်းထပ်ပြီးတော့မှချက်ချင်သေးတယ်။အဲ့ခါမှာလည်းကသွားပြီးတော့ချက်မယ်။နံပါတ်4ကိုလည်းချက်မယ်တဲ့တစ်ခွက်ချင်းနေလိုက်ပြီးတော့ဒီလိုမျိုးတစ်ခွက်ချင်းနေတာလိုက်ပြီးကျွန်တော်ဒီလိုမျိုးချက်နေမယ်ဆိုရင်ကြတော့လုံးလို့တော့ရပါတယ်။ဒါပေမဲ့အချိန်နေအများကြီးကြာသွားမှာဖြစ်ပါတယ်။အဲ့မလို့ကိုအနေနဲ့ကဆဲခွက်တီအားလုံးကိုကျွန်တော်တပြိုင်တည်းထဲနဲ့ကျွန်တော်ကအကွာဝေးတူတူလေးနဲ့ပေါ့နော်ချက်ချင်တဲ့ကြုံနေတဲ့ခါမှာဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီဆဲခွက်လေးတွေရေပေါ့နော်ဒီဘက် ဒီအပေါ်လေးမှာဒီထောင်းလေးမှာဒီလိုအကွက်လေးရှိပါတယ်။ဒါလေးကို click တစ်ချက်လေးနှိပ်ပေးလိုက်ပါ။ဒါလေးကိုနှိပ်လိုက်ခြင်းအပြင်ကတော့ generate ရဲ့ဒီ excel sheet ထဲမှာရှိနေတဲ့ဆဲကွက်တွေအားလုံးကိုသူက selection လေးပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အခုလိုမျိုးကျွန်တော်ဆဲကွက်တွေ selection အားလုံးဖြစ်သွားပြီဆိုတာနဲ့ကိုလိုချင်သလားပေါ့နော်။ကိုနေတဲ့ row ကိုဘယ်လောက်ချဲခြင်းလဲ။ဥပမာက row ဘယ်လောက်ချဲခြင်းလဲဆိုတော့ကျွန်တော်ဥပမာအနေနဲ့ဒီ row ကိုကျွန်တော်ဒီထက်ပို့ပြီးတော့ဒီလောက်ချဲခြင်းပါတယ်။အဲ့ဒါမှာကိုလိုချင်သလားကိုဆွဲပြီးတော့မှ row တစ်ခုပေါ်မှာပဲသွားပြီးတော့မှချဲလိုက်ပါ။ ချက်လိုက်ပြီဆိုတာနဲ့ကြည့်လိုက်ပါကျွန်တော်အောက်ကဆဲခွက်တီအားလုံးမှာလည်းပဲအဲ့ဒီအကွာဝေးတိုင်းဒီပုံစံနဲ့ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ခုနကလို့ကျွန်တော် number 1ကိုတစ်ခါချိန်မယ် number 2ကိုတစ်ခါချိန်မယ် number 3ကိုတစ်ခါချိန်မယ်ဆိုပြီးတစ်ခုချင်းနေလိုက်ပြီးတော့ချိန်ကြမလို့တော့ပါဘူးအောက်မှာရှိသမျှဒီမှာကြည့်ကြည့်ပါယာနဲ့ကြည့်ပြီးတော့မှရှိသမျှအကုန်လုံးဆဲခွက်တီအားလုံးကတပြေးညီတည်းနဲ့အကွာဝေးတူတူဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုပါပဲကွာဒီမှာ selection လေးပြန်ပြီးတော့မှဒီကောင်လေးကိုနှိမ့်လိုက်မယ်အကုန်လုံး selection ဖြစ်သွားတဲ့အခါမှာကွာဒီပါ column ကိုချက်ချင်ပါတယ် column ကိုချက်ဖို့အတွက်ကိုယ်နေနဲ့ဘယ်လောက်ထားချင်လဲ column အားလုံးကိုကျွန်တော်ဥပမာဒီလောက်အကွာဝေးထားချင်တယ် ကုလိုချင်တဲ့လောက်ကိုကျွန်တော်ကော်လံတစ်ခုပေါ်မှာ mouse ကနေ click ပြီးတော့မှဆွဲပြီးတော့မှထည့်လိုက်ပါတယ်။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ရှိသမျှ၁၀ခွက်ဒီအလုံးကကော်လံလေးတွေကဒီမှာဒီမှာဒီအခွက်လေးကတလက်မရှိတယ်ပေါ့နော်ဥပမာတလက်မရှိတယ်ဆိုရင်ဒီကောင်လေးတွေကလည်းအလုံးပဲတလက်မစီဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အလုံးညီတွေ့ညီများဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့က၁၀ခွက်လေးတွေကိုကျွန်တော်ကဒီညီများဖြစ်သွားအောင်ပြုလုပ်တာဖြစ်ပါတယ်။ဒါတော့ number 4၁၀ခွက်အကြောင်းလေးဖြစ်ပါတယ်။ပြီးတော့ number 5 alignment ပေါ့နော်။ alignment ကတော့ဘယ်လိုကမ်းလဲဆိုတော့ကျွန်တော်ကစာရိုက်တဲ့ခါမှာရန်ကိုအသုံးဝင်ပါတယ်။ ဥပမာအနေနဲ့ကျွန်တော်ဒီထိပ်ဆုံးအွက်လေးမှာကျွန်တော်စာရိုက်လိုက်မယ်ဆိုပါဆိုเนาะဥပမာကျွန်တော် A ဆိုပြီးတော့ရိုက်လိုက်ပါတယ်အဲ့ခါမှာကြည့်လိုက်ပါကျွန်တော် A ဆိုပြီးရိုက်လိုက်တယ်ကိုရိုက်လို့စာပြီးသွားပြီဆိုရင်ကျွန်တော် under နှိပ်လို့ရရဲ့เนาะ under cloud လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါအဲ့ကျွန်တော်ဒီကိုရိုက်လိုက်တဲ့ဆဲကွက်လေးထဲမှာ A ဆိုတဲ့စာလေးပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော် A ဆွဲစာလေးကကြည့်ကြည့်ပါကျွန်တော်တို့ရဲ့ဒီဆဲခွက်လေးရေပေါ့နော်ဒီလိုမျိုးဖဲဖဲထားအောက်ခြေလေးမှာတွားပြီးကတ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါလေးကိုကျွန်တော်က alignment လို့ခေါ်တာဖြစ်ပါတယ်ဒါကြောင့်မလို့အောက်ခြေမှာတွားပြီးတော့ကတ်နေတာလဲဆိုတော့ကျွန်တော်ကဒီအပေါ်က home tag ထဲမှာ ဒီမှာ alignment ဆိုတဲ့ group လေးရှိပါတယ်။အဲ့ group လေးထဲမှာဒီ body မှာ alignment 6မျိုးရှိရတဲ့နေရာနေပြီးတော့မှသူကဒီအပေါ်ဆုံးကဒီကောင်လေးပေါ့နော်။ကျွန်တော်လက်ရှိမှာသုံးထားတဲ့ bottom align ဆိုတဲ့ဟာလေးကိုသူကရွေးထားလို့ဖြစ်ပါတယ်။ bottom ကိုရွေးထားတာဖြစ်တဲ့အတွက်ကိုယ်ဆိုင်ရိုင်းလိုက်ပင်မဲ့လည်းပဲဆဲခွက်လေးရဲ့ bottom လေးမှာအောက်ခြေလေးမှာသွားပြီးတော့မှကတ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနေတကျနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် Computer Basics Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Computer Basics Online Class တွေမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းနဘယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ၊ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပေးစွာနဲ့စနေတကျလေး လာတင်ကြရမှာဖြစ်ပါတယ်။မူလတင်နှန်းကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးတင်နှန်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နှန်းကိုအမြဲတမ်းတရဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ကလေးကိုအနေနဲ့ကပေါ်တွင်မှာသွားပြီးတော့မလို့ချင်ဘူးအလဲကောင်လေးမှရောက်ချင်တယ်ဆိုပါဆိုဒါဆိုရင်ကျွန်တော်တို့ကပေါ်တွင်ရဲ့ဒီဘက်လေးမှာကျွန်တော်တို့ကစန်တာသွားလေးရှိတယ်မစ်တယ်သွားလေးရှိတယ်ပေါ့နော်မစ်တယ် align လေးကိုကလေးတစ်ချက်လေးနှိပ်ပြလိုက်ပါဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ A ဆိုတဲ့စက်လုံးလေးကကျွန်တော်တို့ရဲ့ဆဲကွက်လေးအလဲကောင်ကိုရောက်သွားတာကိုတွေ့ရပါလိမ့်မယ် ခလုတ်ကိုအနေနဲ့ကဒီအပေါ်မှာသွားပြီးတော့ရောက်ချင်တယ်။၁၀ခွက်လေးအပေါ်ဘက်လေးမှာကပ်နေနိုင်မျိုးလိုချင်တယ်ဆိုရင်ကြတော့ဒီဘက်လေးမှာကျွန်တော်က top ဆိုတာလေးရှိတယ်ပေါ့နော်။ဒီ top line လေးကိုတစ်ချက်လေးနှိပ်ပစ်လိုက်ပါ။အဲဒါကြည့်လိုက်ပါ။ generate a ဆိုတဲ့စာလေးက၁၀ခွက်လေးအပေါ်လေးမှာကပ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးကိုနေတဲ့တလူမျိုးအလဲမထားမလားအောက်မထားမလားအပေါ်မထားမလားရွေးလို့ရပါတယ်ပြီးတော့ဒီကမှာကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော် A ဆွဲစာလေးက10ခွက်ချီအကြေကြီးရှိနေပေမဲ့လည်းပဲဖေဖေချမ်းကြီးမှာကတ်နေတယ်ပေါ့နော်ဒီကဘေဖေချမ်းမှာမကတ်ချင်ဘူးကွာညာဘေချမ်းမှာကတ်ချင်တယ်ဆိုပါဆိုဒါသင်ဘယ်လိုလုပ်လို့ရမလဲ မှကျွန်တော်ဒီ alignment နေရာနေပြီးတော့ပဲတိအောက်လေးမှာကျွန်တော်က right ဆိုတာရှိရယ် align right ပေါ့နော်အဲ့ဒါကိုကျွန်တော် click တစ်ချက်လေးနှိပ်လိုက်ပါတယ်ဒါဆိုရင် ကြည့်လိုက်ပါကျွန်တော် A ဆိုတဲ့စလုံးလေးကဒီဆဲခွက်လေးအညာဘက်ခြမ်းလေးကိုကတ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီလိုကဘယ်ဘက်ခြမ်းပြန်ကတ်ခြမ်းလဲဆိုရင်ဒီမှာထိဆုံးလေးမှာ align left ဆိုတာလေးရှိရယ်နော်ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါဒါဆိုရင် A လေးကကျွန်တော်ဘယ်ဘက်ခြမ်းလေးကတ်သွားတာကိုတွေ့ရပါလိမ့်မယ်ကလေးကိုနေနဲ့ပဲလဲညာလဲမထားခြင်းဘူးအလဲကောင်လေးမှပဲထားခြင်းနေဆိုပါဆိုဒါဆိုကျွန်တော်ကဒီမှာ align ဒီ center ဆိုတာလေးရှိတယ်ပေါ့နော် center လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ ကျွန်တော်တို့ရဲ့အေးဆွဲစလုံးလေးကဆဲခွက်လေးရဲ့အလဲကောင်လေးမှရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီအလဲအပြင်ကဆဲခွက်ရဲ့လုံးဝအလဲကောင်တက်တက်ကိုမှထပ်ပြီးတော့ရောက်ချင်သေးရယ်ဆိုရင်ဒီဘောလေးမှာကျွန်တော်မက်တယ်လေးရှိရယ်နော်။မက်တယ်လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။အဲ့ကျွန်တော်တို့ရဲ့အေးဆွဲစလုံးလေးကဆဲခွက်လေးအလဲကောင်ဆန္ဒတက်တက်ကိုရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကအလိုက်မန့်အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဆန်ရိုက်တဲ့အခါမှာအရန်ကောင်မှအသုံးဝင်ပါတယ်။ဟုတ်ပြီ။ပြီးရင်တော့ကျွန်တော်နံပါတ်6 print ကိုတောင်းမယ်ပေါ့နော်။ ကိုနေနေကွာ Microsoft Word ထဲမှာစာတွေရိုက်လိုက်ပြီးရိုက်လိုက်တဲ့စာတွေကိုကွာ print ထုတ်ချင်တယ်ပေါ့နော်ဥပမာကွာဒီမှာဒီမှာ B လို့ရိုက်လိုက်တယ်ပြင်ကျွန်တော်ဒီမှာ C လို့ရိုက်လိုက်တယ် sorry ပြောကြဒီမှာ C လို့ရိုက်လိုက်တယ်ပြောကျွန်တော်ဒီမှာ D လို့ရိုက်လိုက်တယ်ပေါ့နော်စာရိုက်လိုက်တယ်အဲ့လိုမျိုးစာရိုက်တဲ့ဟာကိုကိုနေနေကဒီစာတွေအလုံးကိုအချောသက်ပြန်ပြီးတော့မှ print ထုတ်ချင်တယ်ဆိုပါဆိုဒါတင်ကျွန်တော်ဘယ်လိုထုတ်ရမလဲဆိုတော့ဒီ volume မှာကျွန်တော်တို့ file ဆိုတဲ့ tab လေးရှိပါတယ် define tab ကိုသွားလိုက်ပါဒါလည်းပြည်တာနဲ့ကျွန်တော်က print ထုတ်မှဖြစ်တဲ့အတွက်တိအောင်လေးမှ print စာလေးကိုတွေ့ရပါမယ် print ကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ င်းလိုက်ပြီးပြီဆိုတာနဲ့ကိုနေနေဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာကျွန်တော်တို့ copy ဘယ်နှစုံထုတ်မှာလဲပေါ့နော်ကျွန်တော်ဘယ်နှရဲထုတ်ချင်တာလဲဥပမာဒီရာကိုပဲကိုကသုံးစုံထုတ်မှာဆိုဒီမှာလာပြီးတော့မှ copy နေရာမှာ3ဆိုပြီးတော့မှထည့်ပြလိုက်ပါတစ်စုံမဲထုတ်မယ်ဆိုတော့1လို့ထည့်လိုက်ပေါ့နော်ပြီးကျွန်တော်ဒီမှာ printer မှာကိုချိတ်ဆက်ခြင်းနဲ့ printer ကိုဒီမှာလာပြီးတော့မှထုတ်ခြင်းနဲ့ printer ကိုလာပြီးချိတ်ဆက်ပါရွေးလို့ရပါတယ် PP ဆိုတာနဲ့ဒီပေါ်လေးမှာ print စာလေးကိုနှိပ်လိုက်ရအောင်ပါပဲဒါကြောင့်ကျွန်တော်အခုရိုက်ထားတဲ့ ABCD ဆွဲစာလေးတွေကကျွန်တော်3ရက်ဆွဲ3ရက်2ရက်ဆွဲ2ရက် print ထားလာမှာဖြစ်ပါတယ်ဒါတော့ကွာစာရွက်ကို print ထုတ်လိုက်တာဖြစ်ပါတယ် ဒီလိုကိုအနေနဲ့က Microsoft Excel မှာ print ထုတ်တာကိုမှအကြောင်းအရာအသေးသေးကိုကျွန်တော်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရေပေါ်တော့ Microsoft Excel Special Online Course တွေကိုတက်ရောက်နေပါတယ် Excel Special Online Course တွေမှာတော့ကျွန်တော်ဒီ Excel ကိုအခြေခံကနေစတင်ပြီးတော့မှကျွန်တော်လုပ်ငန်းခွင်မှာ signature နဲ့တွန်းကျင်တာအသုံးပြုနိုင်ဖို့အတွက်ဒီချာလေးတင်ကြပေးထားတာဖြစ်ပါတယ်ဒီကြောင့်မို့တင်တဲ့လေးကိုတရားဖို့ကိုလည်းဖိတ်ခေါ်အပ်ပါတယ်တင်လေးကိုတရားချင်နေဆိုရင်တော့ Delete Rose Computer ဘိုင်းဟမ်းမဲနေဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်ဒီဗီဒီယိုလေးရပေါ်မှာဗားဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်နေအလို့ရပါတယ်ခင်ဗျာ ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ကပြန်ပြီးတော့ထွက်ချင်နေဆိုရင်တော့ဒီပိုလီမာများလေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါဟုတ်ပြီအဲ့ဒါကျွန်တော် print ကိုရသွားမယ်ဆိုရင် number 7 view ကိုတောင်းမယ်ပေါ့နော် view ကကျတော့ဘယ်လိုမျိုးလဲဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့ကဒီမှာကိုယ်အနေနဲ့ကဒီမှာဖွင့်လိုက်ပြီးသွားနေပြီပေါ့နော်အေးစေးရဲ့သဘောတဘာဝအရဆိုရင်ဒီမှာအကွက်ကလေးတွေမြင်နေရပါတယ်ဒီအကွက်လေးတွေကိုကိုယ်အနေနဲ့မြင်မြင်ချင်းဦးဆိုပါဆိုစာဘက်ကိုလုံးဝဘလာအနေနဲ့ပဲပြောင်းနေနေပဲကျွန်တော်မြင်ချင်တယ်ဆိုပါဆိုအဲ့ဒါကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ view မှာသွားပြီးတော့မှပြောင်းပြလို့ရပါတယ်အဲ့ခါမှာဘယ်လိုလုပ်ရလဲဆိုတော့ဒီပေါ်လေးကကျွန်တော် view ဆိုတဲ့ tab ကိုသွားပါ သွားပြီးသားနဲ့ကျွန်တော်ကဒီအောက်လေးမှာ show ဆိုရဲ group လေးရှိပါတယ်။အဲ့ group လေးထဲမှာကျွန်တော်ကဒီမှာ grid line ဆိုတာလေးရှိပါတယ်။ဒီ grid line မှာရှိနေတဲ့ amount ချက်ကလေးကိုဒီမှာဖြုတ်ပေးလိုက်ပါเนาะ click တစ်ချက်နှိပ်ပြီးတော့မှဖြုတ်ပေးလိုက်ပါ။အဲ့ဒါကြည့်လိုက်ပါကျွန်တော်ရဲ့အိမ်ထဲမှာဆဲခွက်လေးဒီမှာအခုနောက်ကလည်းမြေမြင်းချောင်းလေးတွေအကွက်လေးနဲ့မပြတော့ပါဘူးစာဖြတ်ကိုဗလာအနေနဲ့ပြောင်းစာဖြတ်အနေနဲ့ပြသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါတော့ကိုအနေနဲ့ကိုနဲ့သက်သက်လို့ထားလို့ရတယ်ပေါ့နော် show မှာ grid line ကိုဖော်ထားခြင်းနဲ့ဆိုရင် image ကလေးချက်ပြီးဖြုတ်ထားခြင်းနဲ့ဆိုရင် image ကလေးဖြုတ်ပြရမှာဖြစ်ပါတယ်ဒါတော့ကွာဖြူချောင်းညာလေးပဲဖြစ်ပါတယ် အကြောင်းမလို့ဒါလေးကိုပြောရတယ်လဲဆိုတော့ဒီ number 8အကြောင်းအရာလေးကျွန်တော်ပြောချင်လို့ပါ number 8ကတော့ဗာလဲဆိုတော့ table အကြောင်းပေါ့နော် table ကဇာတ်ဆိုတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ကဒီမှာ ABCD ဆိုပြီးရိုက်ထားတယ်ရိုက်ထားတဲ့အခါမှာကျွန်တော်ကအခုမှစပြီးတော့လေ့လာနေတဲ့သူတွေကကြတော့အိတ်သေးကိုဖွင့်လိုက်ပြီးဆိုတော့အိတ်သေးမှာဒီလိုအကွက်လေးလေးပါနေတာဖြစ်တဲ့အတွက်ငကူမူလာတော့တဲ့အလိုလျောက်ဇာတ်တွေဆွဲထားပြီးသားလို့မြင်တတ်ကြပါတယ်ကိုနေနေကဇာတ်ဆွဲချင်တဲ့ဇာတ်ဆွဲတာမလို့တော့ဘူးကိုရိုက်ချင်တဲ့စာကိုပဲဇာတ်အတွင်းထဲမှာလိုက်ပြီးတော့ရိုက်လိုက်မယ်ပေါ့နော်ဥပမာကဒီမှာ ABCD ဆိုပြီးရိုက်ထားတယ် ဒါကိုကိုယ်အနေနဲ့ print ထုတ်လိုက်မယ်ဆိုရင် ABCD မှာဘေးမှာပါနေတယ်ပေါ့နော်။ဒီစရာကွက်တွေပါတခါတည်းနဲ့ print ထွက်လာမယ်ဆိုပြီးတော့မှတင်ထည့်ကြပါရစေ။တကယ်တမ်းကတော့ကျွန်တော်က Excel မှာ print ထုတ်လိုက်တဲ့အခါမှာဆိုရင်ဒီစရာတွေပါလာမှာမဟုတ်ပါဘူး။ဒီကွက်ကောင်လေးတွေကဒါစရာမဟုတ်ဘူးပေါ့နော်။ဒီကျွန်တော်ရှေ့မှာသင်ခဲ့ရသလိုပဲ grid line လေးတွေဖြစ်ပါတယ်ပေါ့နော်။အပြင်အခါမှာကျွန်တော်တို့ကဒီမှာ frame ကိုသွားပြီးတော့မှဒီမှာ print ကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာဆိုရင်ကြည်ကြည်ပါ။ ABCD သဲစာလေးတွေက ABCD သဲစာအတိုင်းပဲပေါ်နေတယ်။နောက်မှာဘာအကွက်လေးတွေမှမပါဘူး။ဘာစရာမှမပါတာကိုတွေ့ရပါလိမ့်မယ်။ ဒါကြောင့်မလို့ကိုယ်အနေနဲ့ကဇာလေးနဲ့မှဒီ print ထုတ်ခြင်းနဲ့ဆိုပါဆိုကွာ ABCD ဆွဲစာလေးတွေကိုကွာဇာလေးနဲ့ print ထုတ်ခြင်းနဲ့ဆိုပါဆိုဒါတင်ကွာဘယ်လိုလုပ်ရမလဲပေါ့နော်ဒီလုံးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ BCD ၃ခုကိုကျွန်တော် selection ပေးမယ်ပြီးပြီးသွားရင်ကျွန်တော်ဒီမှာ home tag ကိုသွားမယ်ပြီးတော့ alignment နေရာနေကျွန်တော်အလဲကောင်းလေးမှထားလိုက်မယ်နော်အဲ့မဲ့ကျွန်တော်ဒီမှာ middle ကိုယူမယ်ပြီးတော့ center လေးကိုယူလိုက်မယ်နော်ပြန်ကျွန်တော်ကဒီ ABCD ဆွဲဟာလေးတွေကိုကျွန်တော်ကဇာလေးနဲ့ထုတ်ချင်တာဖြစ်တဲ့အတွက်ကိုလောက်ချင်တာကဒီ၄ခွက်စလုံးကိုဇာဆွဲချင်တာဖြစ်တဲ့အတွက်ဇဲခွက်၄ခွက်စလုံးကိုကလစ်ဖိပြီးတော့မှ selection ပေးပါ ပြီးရနေကျွန်တော်ကတေးပဲဆွဲဖို့အတွက်ကဒီ home တက်ထဲမှာပဲရှိပါတယ်ဒီအပေါ်လေးကကျွန်တော် font ဆိုတဲ့ group လေးထဲမှာဒီပေါ်လေးမှာကျွန်တော်တေးပဲစာလေးရှိရယ်ပေါ့နော်ဒီ border လေးကိုတစ်ချက်လေးဒီဘက်မှာများလေးပါတယ်ဒါလေးကိုတစ်ချက်လေးနှိမ့်လိုက်ပါအဲ့ခါမှာသွား border ဆိုတဲ့ကောင်းစင်လေးနဲ့ရွေးချယ်စရာအများကြီးရှိပါတယ်ဒီထဲကနေပြီးတော့မှ quality ဆဲခွက်၄ခွက်စလုံးအားလုံးကိုကျွန်တော်တို့က border ထက်ကျန်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ all border စာလေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနှိမ့်ပေးလိုက်ပါဒါဆိုတော့ရပါပြီကျွန်တော် select လုပ်ထားတဲ့၄ခွက်စလုံးတခါတည်းနဲ့ border လေးခတ်သွားပါပြီဇာတ်လေးဆွဲသွားပါပြီ ။အဲခါရောက်မှကိုနေနဲ့ဒီမှာ file ကိုတွားပြီးတော့ဒီမှာကျွန်တော် print ကိုတစ်ချက်နေလိုက်ပါ။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ ABCD ဆိုတဲ့စာလေးတွေကခုနကလူတိုင်းမဟုတ်တော့ဘဲနဲ့ဇာတ်ကွက်လေးတွေနဲ့ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကတေးပဲဆွဲတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ဟုတ်ပြီပြီးသွားရင်တော့ကျွန်တော်တို့ကနောက်ဆုံးပိတ်အနေနဲ့ဒီမှာ number ကို find saving ပေါ့နော်။ ကွာဒီအိတ်ဆဲမှာစာရီရိုက်တဲ့ဇာတ်တွေဆိုရယ်စင်းလေးလုတ်ပြီးသွားတယ်ကိုယ့်ရဲ့ဖိုင်ကိုဒီတိုင်းထားကြလို့မရဘူးကိုအနေနဲ့ကဖိုင်လေးကိုသိမ်းပေးဖို့လိုပါတယ်ဒါမှသာလည်းကွာနောက်တစ်ချိန်လေးပြန်ပြီးတော့သုံးလို့ရမယ်ကိုလုတ်ခဲ့တဲ့များလည်းအလကားမဖြစ်မှာဖြစ်ပါတယ်ဒါမှကျွန်တော်ကဖိုင်ကိုသိမ်းဖို့အတွက်ကကြတော့ကျွန်တော်ကဘယ်လိုသိမ်းရလဲဆိုတော့ဒီပေါ်လေးမှာကျွန်တော်ဖိုင်စာလေးရှိတယ်ဖိုင်တက်ကိုသွားပြီးတော့ဒီအောက်လေးမှာကျွန်တော် save စာလေးရှိပါတယ် save လေးကိုတစ်ချက်လေးနှိပ်ပစ်လိုက်ပါနှိပ်လိုက်ပြီးစရင်ကွာဘယ်နေရာမှာသိမ်းမှလဲဆိုတော့ကိုနေရာကိုရွေးလို့ရပါတယ်အဲ့ကမှကျွန်တော်ဥပမာအနေနဲ့ desktop ပေါ်မှာတင်မယ်ဆိုပါဆိုပေါ့နော်အဲ့ဒါကျွန်တော်ဒီမှာ browse ကိုတွားလိုက်တယ် ရကုတ်တင်ညနေ desktop လို့ဒီမှာ desktop လေးကိုကျွန်တော်တစ်ချက်လေးရွေးလိုက်ပါတယ်။ဟုတ်ပြီပြီးသွားရင်ကွာဒီမှာနေရာရွေးပြီးသွားတဲ့ဒုတိယအဆင့်နေနဲ့ file name ပေးရမှာဖြစ်ပါတယ်။နာမည်ဘယ်လိုပေးရမလဲပေါ့နော်။ကိုနေတဲ့နာမည်ပေးပါ။ကိုနေနဲ့ကွာဒါလေးကဗာလေးပေါ့နော်။အယောင်စင်းဆိုရင်အယောင်စင်းဆိုနာမည်ပေးပါ။ဒါမှမဟုတ်နာမည်လေးနဲ့ကိုစင်းနာမည်ပေးခြင်းနဲ့ဆိုရင်ကိုနာမည်လေးကိုပေးလို့ရပါ။ကိုနေတဲ့လိုမျိုးနာမည်ပေးလို့ရပါတယ်။ဟုတ်ပြီဥပမာအနေနဲ့ကျွန်တော်ကဒါလေးက save ပဲထားပါတော့ပေါ့နော်။ကျွန်တော်ဒီမှာအယောင်စင်းမဲ့ထားပါတော့။ save ကျွန်တော်1လို့နာမည်ပေးလိုက်ပါမယ်။ဟုတ်ပြီ။ ပြန်တော့ကျွန်တော်ဒီအောက်လေးမှာတော့ CS type ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်က file type အမျိုးအစားရွေးရမှာဖြစ်ပါတယ်။အဲ့ကမှာ default အနေနဲ့သူက excel word ပို့ဆိုပြီးပြပါလိမ့်မယ်။ဒါ excel file အနေနဲ့တင်တာပေါ့နော်။ကျွန်တော်ကလည်းပဲ excel file အနေနဲ့တင်ချင်တာမလို့ဒီမှာသွားပြီးတော့မှတခြားဟာကိုမရွေးပါနဲ့။ဒီတိုင်းလေးပဲထားလိုက်ပါ။ပြီးရတဲ့ကျွန်တော်နာမည်လေးပြပြသွားပြီးနေရာလည်းကျွန်တော်ရွေးပြသွားပြီးဆိုတာနဲ့တယောက်လေးမှာ save စာလေးကိုနှိမ့်လိုက်ရအောင်ပါပဲ။ဒါလေးကိုတစ်ချက်လေးနှိမ့်ပေးလိုက်ပြီးဆိုတာနဲ့ဒါဆိုကျွန်တော်တို့ file လေးက save သွားပါပြီ။ကျွန်တော်သင်ခဲ့တာ desktop ဆိုရင် desktop ပေါ်မှာသွားပြီးတော့မှကြည့်လို့ရပါတယ်။ ။အဲ့ခါမှာကျွန်တော် fan ကိုတင်လိုက်ပြီဆိုတာနဲ့ဒီပေါ်လေးမှာလည်းပဲသူကနာမည်လေးပြပေးရနော်။ Zay1 လို့ကျွန်တော်တင်နေတာမလို့ဒီမှာ Zay1 ဆိုပြီးတော့မှပြပေးတာကိုတွေ့ရပါလိမ့်မယ်။အဲ့ကျွန်တော်တင်ခဲ့တဲ့နေရာဖြစ်တဲ့ desktop ဘောကိုကျွန်တော်တစ်ချက်လေးသွားပြီးတော့မှကျွန်တော်ကြည့်ကြည့်လိုက်မယ်။ desktop ဘောမှာကျွန်တော်တစ်ချက်သွားပြီးတော့မှကြည့်ကြည့်လိုက်တဲ့ခါမှာဆိုရင်ကျွန်တော်ဒီမှာ Zay1 ဆိုပြီးတော့မှ Excel file လေးရောင်းနေတာကိုတွေ့ရပါလိမ့်မယ်။ဒါလေးကိုကျွန်တော်တပည့် click နေပြီးတော့မှဖွင့်ကြည့်လိုက်လို့ရပါတယ်။ဖွင့်လိုက်ပြီးဆိုတော့ကျွန်တော်တို့လည်းစဉ်းသွင်းခဲ့တဲ့ ABCD စဲစာလေးတွေပြန်ပြီးတော့ပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ကနောက်ဆုံးနံပါတ်6ပေါ့နော်။ fine စေပေးမယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီသင်ခန်းစာလေးမှာအေးစဲကိုရေခုမှစတင်လေ့လာနေတဲ့သူတွေအတွက်အခြေခံသင်ခန်းစာလေးကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ရေခုသင်ခန်းစာလေးရပါဆိုတဲ့လုပ်ငန်းခွင်အတွက်ကြိုရှိမလို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုရှိတဲ့ဆိုင်ဗီဒီယိုလေးကို like လေးနဲ့ကပေးပါခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြေစာပေးသွားပါမယ်။ဒါနဲ့သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခဲ့လို့ရပါတယ်။ကျွန်တော်ပြန်ပြီးတော့မှဖြေစာပေးသွားပါမယ်။ဒါပြချန်နယ်နဲ့ရလေးကိုမျှဝေထားပါပါစနေကြပါစေ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးပါခင်ဗျာ။အားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။ Alonggo, jadi udah